ဒေါ်ဆန်းစုကြည်ကိုသူ့ရဲ့အသက်80ပြည့်မွေးနေ့အခါသမယမှာပြန်လွှတ်ပေးဖို့ NLD ပါတီအဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ NLD ဥက္ကဋ္ဌနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့တပတ်အလိုမှာပဲ NLD အဖွဲ့ဝင်တွေကပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်ကြတာပါ။အမေဒေါ်ဆန်းစုကြည်ရဲ့ဒီ80နှစ်မြောက်မွေးနေ့ပေါ့နော်အမွေးနေ့ကအခုမကြာမီရပ်ပိုင်းတွင်ရောက်လာတော့မယ် ဒီ2021ခုနှစ်မှာအာဒီဖန်ကြီးထိန်းသိမ်းထားတယ်ပေါ့နော်ဟောကိစ္စရက်ကတကယ်တမ်းတော့ဒါသူတို့ကဥပဒေရတာပြောတယ်ဗျဒါအတင်းအကျဉ်းကျထားတာပဲအဲ့ဘက်ကြောင့်မို့လို့ဟလာပြည်သူအာဏာကိုမတရားသိမ်းယူထားတဲ့ဒီဖက်စစ်စစ်တပ်ပေါ့နော်စကားဆဖန်စင်ကလည်းတရားမဝင်ဘူးအခုဖန်တာတာကလည်းတရားဝင်မှုမရှိဘူးတို့တက်ကြောင့်မို့လို့ချက်ချင်းလွတ်တင်ပါတယ်အမေတော်အောင်ဆန်းစုကြည် နှစ်80ဒီမှာကျွန်တော်တို့အနေနဲ့အမေစုကိုချက်ချင်းလွတ်ပေးပါလို့ပဲအတီးရနေပြီးတော့ကျွန်တော်တို့ပြောကြားခြင်းပါလေခင်ဗျာဟုတ်အခုဆိုရင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲတွေကိုကျင်းပဖို့ပြည်တွင်းပြည်ပနိုင်ငံတကာဒေသအသီးသီးရောက်မြန်မာနိုင်ငံသားတွေက ပြင်ဆင်နေကြပြီဖြစ်ပါတယ်ဒီလိုအချိန်မှာပဲပြန်လွတ်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်အာဟုတ်ပါတယ်အမေစုကငကိုရေအဖြစ်ရှိရဲ့လူမဟုတ်ဘူးလေ ဒါအပြစ်မရှိတဲ့လူကိုအပြစ်မရှိဖြစ်ရှာပြီးတော့ဒါဖမ်းထားတာဖြစ်တဲ့ကြောင့်မလို့လူကိုလှောက်ရမှာပါသူဖြစ်ဒီလိုမျိုးနိုင်ငံကောင်းဆောင်ပြန်ပေါ့နော်ဒီသူကရွေးချက်တိုင်းရောက်ထားတဲ့တတ်တော်ကိုလည်းဖြစ်တဲ့ကြောင့်လူကိုလှောက်ရမှာပါအလားတူပဲ2020ရွေးကောက်ပွဲမှာရွေးချက်တင်မြောက်ခံထားရတဲ့လွတ်တော်ကိုယ်စားလှယ်တွေကလည်းဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးကိုတောင်းဆိုလိုက်ကြတာပါဒေါန်ဆန်းစုကြည်ကိုစကားစကားနေပြီးတော့ ါဖန်ဆီးပြီးတော့အချင်းချတာတဲ့ကိစ္စကိုအဲလှုပ်ပေးဖို့ဆိုပြီးတော့ NLD ကလည်းတောင်းဆိုခြင်းဖြစ်ပါတယ်။ခေါ်ပြလို့ဆိုတော့အဲသူကအပြစ်မရှိဘဲဖန်ဆီးခံရတာဖြစ်တယ်။နောက်တစ်ခုကမြန်မာပြည်နိုင်ငံရေးအကျက်တဲကိုလည်းဖြစ်ရှင်းနိုင်တဲ့သူဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်။အဲတော့သူရဲ့ဥဆောင်မှုနဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့ဖြစ်နေတဲ့အကျက်တဲတွေကိုမြန်မာဆန်ဆန်ဖြေရှင်းရလိမ့်မလို့ကျွန်တော်တို့ယုံကြည်တယ်။အဲသို့တော့တစ်ဖက်ကလည်းကျွန်တော်တို့ကဆက်ကဆက်ကသူကဟိုဒီတော်ဆန်းသူရဲ့ပါဝါကိုကြောက်လို့အဲဖမ်းချုပ်ထားခြင်းဖြစ်တယ်ပေါ့နော်။ အင်နရီဘူဟိုကတော့ဒေါန်ဆန်းစုကြည်80ပြည့်နှစ်ဂျွန်19ရက်မနေ့7နာရီမှာနေအင်းတွင်းဒါမှမဟုတ်ရောက်ရာအဆောက်အုံအတွင်းမှာကိုကိုရာဒလစ်ထုံးစံအတိုင်းဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်ဖို့ဆန္ဒပြုပြီး10မိနစ်ကြာစူတောင်းမြစ်တာ ပို့တာကြဖို့နဲ့ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဥဆောင်နဲ့မွေးနေ့စူတောင်းစကားပြောအစီအစဉ် Happy Birthday Soup Video Challenge မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ